ပထမဆုံးကျွန်တော်မေးချင်တာကအမ်ခင်ဗျားတို့ကဒီပူတာဟိုကချင်ပြည်နယ်ဘက်မှာပေါ့နော်ပညာရေးကိစ္စတွေလုပ်တယ်လူခွင့်ကိစ္စတွေလုပ်တယ်ဆိုတော့လောလောဆယ်ဘယ်ဘယ်လိုလုပ်ငန်းတွေမှာများဥဆောင်လုပ်နေလဲဗျအခုကျွန်တော်လောလောဆယ်ကြာလို့ဒီအနောက်ဆုံး education တွေပေါ့နော်အဲဒီမှာကျွန်တော် project coordinator အနေနဲ့ကျွန်တော်လုပ်ဆောင်နေပါတယ်အဲဆိုတော့ကျွန်တော်ကလွန်ခဲ့တဲ့နှစ်သုံးခါဆိုရင်ကျွန်တော်ဒီပူရာအိုတို့ နောက်ပြီးတော့ရှမ်းပြည်မြောက်ပိုင်းဒီလာရှိုးတို့မှာနောက်ပြီးတော့ဒီကချင်ပင်နယ်တက်ဝိုက်ပေါ့နော်ကျွန်တော်အဲလေ့လင်မှကျွန်တော်အာ45ရက်ကြာဒီ civic education and youth empowerment training ဆိုတဲ့အဲဒီ program လေးတွေကိုကျွန်တော်လူငယ်တွေအတွက်ပေါ့နော်အဲအင်္ဂလိပ်စာသင်ပေးတယ်နောက်ပြီးတော့နိုင်ငံသားဆိုင်ရာပညာရပ်တွေကိုကျွန်တော်သင်ပေးရပါတယ်ဒါမဲ့ဒီ2006 2006 ရောက်တဲ့အခါကျတော့ကျွန်တော်ကအဲ2016ရောက်တဲ့ခါအဲ2016ပါဆက်အဲရောက်တဲ့ခါကျတော့ကျွန်တော်ကနေလဲမှလို့ကျွန်တော်မလုပ်တော့ဘူးဒီဒီ55ရဲ့တင်တန်းပေါ့နော်အဲ့ဒါကိုမချင်နာမှကျွန်တော်လုပ်အဲအဲ့မှာဖွေမှဒီနေဟလူတွေပေါ့နော်ဥမာကြီးပူတောင်နောက်မုံတို့နောက်ပြီးတော့ဒီပမော်တို့နောက်ပြီးတော့ဒီအဲဒနိုင်းတို့ဖက်ကန်တို့အဲ့လို အဖက်မှာရှိတယ်တကယ်လူငယ်တွေပေါ့နော်အနာကခေါင်းဆောင်လူငယ်တွေကိုကျွန်တော်ဖိတ်မှာဒီမှာကျွန်တော်သူတို့ကို train တယ်အဲဒီမှာကျွန်တော် civic education တဲ့နိုင်ငံရဲ့တာဆန်ရပညာရဲ့ကိုကျွန်တော်တင်ပေးတယ်နောက်ပြီးတော့သူတို့ကိုသူတို့ကျွန်တော်လူမျိုးပေါင်းစုံကျွန်တော်ယူတယ်နောက်ဘာကြောင့်လဲဆိုတော့ဒီလူငယ်ချင်းချင်းမှာပဲဒီအပြန်လန်ပေါ့နော်ဒီတင်ယူစရာတွေနောက်ပြီးတော့ကျွန်တော်အချင်းချင်းပေါ့နော်အဲ့ဒီလူမျိုးအဲဆိုတော့ကျွန်တော်တခြားဒီ အဲလွတ်တော်တို့ဥမာလွတ်တော်ကိုယ်စားလှယ်တွေကိုတွေ့တယ်လို့မျိုးနောက်ပြီးတော့တခြားနိုင်ငံရဲ့ပါတီကအကောင်ဆောင်တွေကိုတွေ့တယ်လို့မျိုးပေါ့နော်အဲ့လိုကျွန်တော်အစီအစဉ်ပေးတာတွေကျွန်တော်လုပ်နေပါတယ်ကချင်ပြည်နယ်မှာကအထူးသဖြင့်ပေါ့နော်ကချင်ပြည်နယ်မှာကအမ်ဒီတရားစာတာကိစ္စတွေရှိတယ်ဒီတဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာတွေရှိတယ်မြစ်ဆုံလို့ဟာမျိုးနောက်ဟူကောင်းခြိုင်ဝမ်းလို့ဟာမျိုးတို့ဒါမျိုးတွေရှိတယ်အဲနောက်ပြီးတော့အတတော်ပြုံးတင်းမှုတွေရှိတယ်နောက်စစ်ပွဲတွေလည်းဖြစ်နေအခုအာခင်ဗျားတို့ ဟိုဒီပညာပေးလုပ်ငန်းတွေလုပ်ရတဲ့အခါမှာအဓိကရင်ဆိုင်တဲ့ပြဿနာအဓိကထားတွေ့ရတဲ့အခက်အခဲကဘာဖြစ်မလဲဗျာအာဒါကိုပြောမယ်ဆိုရင်ကျွန်တော်နည်းနည်းဟိုနော်2015မတိုင်ခင်ဒီ Yugo Point မတိုင်ခင်ကိုနည်းနည်းအဲ back ဆုံးမှာကျွန်တော်ပြောချင်တယ်ဆိုတော့2015ဒီ election ပေါ့နော် Yugo Point မတိုင်ခင်မှာအဲကချင်ပြည်နယ်မှာရှိတဲ့ကျွန်တော်ဒီကချင်လူမျိုးကိုနောက်ပြည်နယ်ကြီးဂျန်တဲ့တိုင်းဒေသတွေပေါ့နော်အများအဲ အထူးသဖြင့်ကိုတိုင်းသားတွေပေါ့နော်ဒီ NLD အစိုးရကိုဒေါ်ဆုကိုအင်မတန်မှယုံကြည်မှကျွန်တော်ပေါ့နော်ဒေါ်ဆုကတခုခုယူလာလိမ့်မယ်အထူးသဖြင့်ဒီအဲငင်းချမ်းရဲပေါ့နော်ငင်းချမ်းရဲအဲပေါ်ဆောင်လာလိမ့်မယ်ဆိုရမျိုးလေးချင်းနဲ့ကျွန်တော်အကုန်လုံးယုံခဲ့ပါတယ်ဒါကြောင့်မို့ရဒီ2005အဲရွေးကောက်ပွဲမှာလည်း NLD ကအထူးသဖြင့်နိုင်ရပေါ့နော်ဒီ channel တိုင်းတပါတီကတယောက်စာနဲ့ယောက်စာပဲတလို့မင်းနိုင်တယ်ဆိုတော့အခု 26လဲရောက်ရော နောက်ပြီးတော့ဒီ NLD အစုရကအေပရီလမှာကျွန်တော်တို့ဟောပေါ့နော်အစုရအဖွဲ့တယ်အာနာတွေလွဲပြောင်းတာဝန်ယူတယ်အပြည့်ရခါကြလာစစ်ပွဲကတခါပြန်ဖြစ်တယ်ဟောမှာအခုဆိုရင်ဖက်ကန်တို့ဖက်မှာနောက်ပြီးတော့ဒီဒီပုံမမန်စီဖက်မှာပေါ့နော်အဲ့လိုမျိုးအခုအခုလောလောဆယ်တော့မှာဟောအခုထက်ချစ်ပေါ့နော်စစ်လေရင်တုံးမှာဒီလိုမျိုးတိုက်တာလည်းရှိတယ်ခါကြလာပြည်သူရဲ့စိတ်ထဲမှာတော့ ခုနကအရန်ဒီ NLD အစုရအိမ်မတမ်းမမျောလိပါရတခုခုယူဆောင်လာမှာတော့မြင်ဒီအင်းချမ်းရေးယူဆောင်လာမှာဒါမှအဲ့ဒီလိုမျိုးတို့အာနာစယူဒါနဲ့ဒီလိုမျိုးစစ်ပွဲဖြစ်တဲ့အခါကျတော့အဲအဲ့မှာရှိတဲ့ပြည်သူတွေကအိမ်မတမ်းမစိုးရိမ်မှုတွေရှိတယ်ကျွန်တော်စကားဖြတ်ပြီးတော့မေးချင်တာလူငယ်တွေနေနေရဒီစစ်ရဲ့ဒီကချင်ပြည်နယ်မှာစစ်ရဲ့ဒီဒဏ်တွေအများကြီးခံရတယ်ပေါ့နော်ခံရတဲ့ခါကျတော့ဒီစစ်ပွဲနဲ့ပတ်သက်လို့ဟိုအဲ စစ်ပွဲမြန်မြန်ဆုပ်ပြီးဆုံးဖို့အတွက်လူငယ်တွေကြားမှာဒီဟိုလူငယ်တွေချင်းချင်းပေါ့နော် dialogue လုပ်တာတွေရှိသလားနောက် lobby ဒီအစိုးရအရာရှိတွေအာနောက်ပြီးတော့ဒီဟိုစစ်တပ်နဲ့ဆက်ဆံရေးဥမာဆိုဆိုအမ်ဒီကချင်လူလူအနေနဲ့အဲလွတ်တော်ကိုတော့၎င်းပေါ့နော်ဒီနောက်အရသာအစိုးရကိုတော့၎င်းနောက်စစ်တပ်ကိုတော့၎င်းနောက်ပြီးတော့ဟိုလက်နက်ကိုင်းဒီကချင်လူမျိုးတက်မတော်လို့ဟာမျိုးသူတို့ ဒီဒီအဖွဲ့အစည်းတွေเนี่ยရောဘယ်လိုဆက်ဆံနေရှိလဲနောက်ပြီးတော့အာသူတို့အပေါ်မှာရောဘယ်လိုတွေသဘောထားကြလဲလူငယ်တွေအနေနဲ့အာလူငယ်တွေအခုလပြည့်တယ်လို့မြန်ကြီးလူငယ်အခုဒီ CSO တွေမှာပါနေတဲ့လူငယ်တွေပေါ့ဗောနော် CSO တို့နောက်ပြီးတော့နိုင်ငံရဲ့ပါတီကအစားပေါ့နော်ဒီစစ်တပ်ဟိုဒီပေါ့နော်ဖြစ်နေတဲ့အဲ ပစ်ခတ်ရေးဆေးပေါ့နော်ဒါကိုအမြန်ဆုံးနဲ့ပြီးဆုံးဖို့အတွက်ကအင်ဗတာမှအကျိုးစားနေပါတယ်ဒါပေမဲ့တစ်ဖက်မှာကြာတော့အခုကျွန်တော်ချင်းနဲ့အခုအဲဒီရခိုင်လွတ်တော်မှာလေဆိုရင်ဒီအဲ IDP ကိုကုညီဖို့အတွက်တို့ဟိုဒီအဆိုတန်အဆိုတန်တွေးတာအဲနောက်ပြီးတော့ဒီလိုမျိုးလုပ်တာလည်းရှိတယ်ဒါပေမဲ့အခုလောလောဆယ်ထိကကျွန်တော်ချင်းပြင်းနေမှာလွတ်တော်တယ်လို့မျိုးမရှိခဲ့ဘူးဒါပေမဲ့လွန်ခဲ့တဲ့ဟိုလတုန်းကဆိုရင်ဒီမူရဲဆေးဝါပေါ့နော်အဲ့ဒီလိုမျိုးအဆိုတန်တွေးတာလည်းရှိတယ်ဒါပေမဲ့မူရဲဆေးဝါဆိုတာလည်းခုနပြောတဲ့လိုမျိုးဒီစစ်ကြောက်လည်း အဲဒီမှာပြည်တွင်းစစ်ကြောပေါ့နော်အင်မတန်မှဟိုအဆူရဲလာတာလည်းရှိတယ်ဆိုတော့တခြားတစ်ဖက်မှာဒီ CSO လို့တဲ့လူငယ်တွေအခန်းကဏ္ဍတော့တတ်နိုင်တော့ကျွန်တော်လုပ်တယ် statement တွေထုတ်တာလည်းဒီ CSO ဖက်ကပေါ့နော်အဲဒီမျိုးရှိပါတယ်အခုဆိုရတဲ့ကရဲနှစ်လရှိပြီဆိုပါဆိုပြီးနှစ်လလောက်ရှိပြီပေါ့သူတက်လာတာဆိုရတဲ့တက်လာတဲ့အခါမှာမြောင်းလင်း expectation တွေမြောင်းလင်းချက်တွေအများကြီးရှိတယ်လူငယ်တွေနေနေအများကြီးရှိတယ်ကချင်ပြည်သူလူထုနေနေလည်းအများကြီးရှိတယ်ဆိုတော့အဓိကသူတို့ ဒီ NRI အစိုးရအနေနဲ့ဘာတွေဘာတွေလုပ်ပေးစေချင်လဲဟိုဟိုပေါ့ကျွန်တော်တို့ဟိုပထမနံပါတ်1နံပါတ်2နံပါတ်3လို့ပြောမှာဆိုရင်ကချင်လူငယ်တွေနောက်ကချင်ပြည်သူတွေကဘာတွေကိုမြင်ကျင်တာလဲဒေတာဖော်ပြရေးအတွက်ဟုတ်ကဲ့ဆိုတော့ပထမအဦးဆုံးကအခုဒီအဓိကနံပါတ်1အချက်နေကဒီငင်းချမ်းရဲပေါ့နော်ငင်းချမ်းရဲမလုံနေဒီ နောက်ပြီးတော့မအောင်မြင်တဲ့သူတွေကကျွန်တော်ဒီပြည်သူစစ်ဖြစ်နေတဲ့သူတွေကကျွန်တော်အင်မတန်မဟောပေါ့နော်ဖွဖြဖို့ကမလွယ်ဘူးနောက်တစ်ခုကအဒုတိယအချက်အနေနဲ့ကဒီ IDB ကိစ္စပေါ့နော်သူတို့ကိုဒီသူတို့ရဲ့ရက်ရွာတွေကိုပြန်ဖို့အကြည့်ဟိုရက်ရွာတွေပြန်ဖို့ပေါ့နော်ဒါကအင်မတန်မအရေးကြီးပါတယ်အခုဆိုရင်ဒီအဲစစ်ဖြစ်လာလေလေ IDB ကပုံများလာလေဖြစ်နေအခုဒီ အစိုးရအုပ်ချုပ်နေတဲ့အနေအားဒီမှာတော့မအခုဒီ international INGO တွေပေါ့နော်သူတို့ကူညီတာဥပမာ World Food Program တို့ပါတို့ UNHCR သူတို့ကူညီတာဥပမာဆိုရင်ကျွန်တော်ဟိုတဲ့နဲ့ IDB နဲ့တွားပြောတယ်ဒီဒီမြချင်းနာမှာရှိနေတယ်သူတို့ကအခုတယောက်ကိုဒေါ်လာဒေါ်လာနဲ့ပြောမယ်ခွန်းဟောပေါ့နော်ဒေါ်လာခွန်း9ဒေါ်လာလောက်ပဲရတယ်7ဒေါ်လာပေါ့နော်ဖာမန်ပေါ့တလမှာလူတယောက်က9000 8000လောက်ပဲရနေတော့ ဆိုတော့ဘလို့မှအသက်ရှင်လို့မရဘူးအဲ့ဒီမျိုးဖြစ်နေတယ်ဆိုတော့ဒီ IDP issue ကိုအမြန်ဆုံးဟိုခုနပြောလိုမျိုးပဲဒီ dialogue dialogue တွေပြီးမှပဲဒီစီမံတဲ့အဲဆစ်ဖိုင်ရတဲ့စီမံတဲ့ငင်းချမ်းရရပြီဆိုမှဒီအဲ IDP ရဲ့ကိစ္စပေါ့နော်ဒါဒါအမြန်ဆုံးလုပ်ရမယ့်ကိစ္စလို့ကျွန်တော်မြင်ပါတယ်ဟုတ်ပါပြီခုလိုကျွန်တော်တို့ RFA ကိုလာတကူကလာပြီးတော့အင်တာဗျူးကိုအချိန်ပေးရတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်ကျွန်တော်လည်းအများကြီးကျေးဇူးတင်ပါတယ်